မင်္ဂလာပါအသက်50ရောက်60ဝန်းကျင်ရှိတဲ့မိတ်ဆွေတွေတရချားလေးလေ့ကျင့်နေတဲ့လေ့ကျင့်ခန်းနှမျိုးကိုဝေမျှပေးမှာဖြစ်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးတွေကခန္ဓာကိုယ်ဒီကလုံးမှာရှိတဲ့ကြွက်သားတော်များများကိုလုံဆော်ပေးတဲ့လေ့ကျင့်ခန်းလေးဖြစ်တဲ့အတွက်ကြောင့် live ပါလေ့ကျင့်ပြီးလဲကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးတွေအတွက်တော့ကျွန်တော်ကတော့ yoga blog လေးတစ်ခုကိုအသုံးပြုထားပါတယ်တကယ်လို့မိတ်ဆွေတွေရှိမှ yoga blog လေးအဆင်မပြေဘူးအလွယ်တူမရှိဘူးဆိုရင်လည်းစာအုပ်လေးတွေသုံးပြုပြီးတော့လေ့ကျင့်လို့ရတယ်တကယ်လို့ကတော့ weight လေးလေးပို့ပြီးပါတာလေးကိုလိုချင်တဲ့ဆိုရင်ရည်သံမှုလေးတွေ နှစ်ဘူးလောက်ကိုကင်ပြီးလေ့ကျင့်လို့ရတယ်အိမ်မှာရှိတဲ့ကြောက်ပြင်းလေးတွေနဲ့လေ့ကျင့်လို့လည်းရတယ်ကိုယ်နေခဲ့လေးတွေကင်ပြီးတော့လည်းလေ့ကျင့်လို့ရပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးနေနေရတော့ထိုင်ကုန်ပုံကခုနက blog လေးကိုတင်ထားလိုက်မယ်တင်ထားပြီးသွားလို့ရှိရင် blog လေးကိုလှမ်းပြီးတော့ကုန်ပြီးတော့ကောက်တဲ့ပုံစံမျိုးပေါ့ကုန်ပြီးကောက်တယ်ဆိုကျွန်တော်တာမန်စီကိုခါးကြီးကုန်ပြီးတော့ကောက်တာပုံပဲ ਨੇ ခြေောက်ကိုပခုံးငကျဲထားမယ်ခြေဦးလေးရှိတဲ့ထားမယ်တင်မလေးကိုနောက်ကိုချိုးပဲဒူးလေးနဲ့ကိုွေးပြီးမှကြောပြန်အဖြောင်းအတိုင်းပဲဒီလိုကြီးခုံပြီးကောက်တာပေါ့နော်အဖြောင်းအတိုင်းလေးပဲ ဒီကနေကောက်မယ်ပြီးသွားလို့ရှိရင်ကျင်မာနားလို့ဆက်ယူမယ်ပြီးရင်အပေါ်တွန်းတင်မယ်ပြီးရင်ဖြည်းဖြည်းချင်းပြန်ချမယ်ခုံလေးပေါ်ပြန်တင်မယ်တင်ပြီးလို့ရှိရင်ထိလို့ထိရင်လေးပဲနောက်တစ်ခေါက်ပြန်ဆွဲမယ်တွန်းတင်မယ်ပြန်ချမယ်ပြန်ဆွဲမယ်ပြန်ဆွဲမယ်တွန်းတင်မယ်ပြန်ချမယ်ပြန်ချမယ်ဒီလေ့ကျင့်ခန်းလေးကတင်မာတွေပေါင်တွေဘိုက်တွေအပြင်လက်ပြညောတွေပခုံးမှာရှိတဲ့ကြွက်သားတွေကလှုပ်ဆောင်ပေးတဲ့လေ့ကျင့်ခန်းလေး ြစ်ပါတယ်ဒီဒီဂျင်ကန်လေးကို15ကျင်း3ကြောတော့ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျာဒုတိယမြောက်လေးဂျင်ကန်လေးကတော့ block လေးကိုလက်မှာကင်ထားပြီးတော့လို့ရှင်ခြေထောက်ကိုတက်တယ်ပဲခြေပြားလေးထောင်မယ်ခြေပြားထောက်ပြီးတော့ခြေစွန်းကြောသားလေးကိုလှုပ်ဆောင်မယ်ပြီးရင်ပြန်ချပြီးတော့လို့ရှင်ပခုံးလေးကိုဆွဲပြီးညစ်မယ်ခြေပြားလေးထောင်မယ်ပခုံးလေးကိုဆွဲပြီးညစ်မယ်ဒီလေ့ကျင့်ခန်းလေးကခြေစလုံးကြွယ်သားတွေကိုလှုပ်ဆော်ပြီးတဲ့အတွက်ခြေထောက်တွင်သွေးစီးဆင်းမှုတွေခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့သွေးလည်ပတ်မှုတွေကိုပုံမကောင်းမွန်စေတဲ့အပြင် ပခုံးမှာရှိတဲ့ကြွက်သားတွေကိုလည်းနှုတ်ဆော်ပြီးလည်းလေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကိုလည်း15ဒီသုံးကြော်လောက်ပြုလုပ်ပြရမှာဖြစ်ပါတယ်ဗျာ။ဟုတ်ကဲ့ကျွန်တော်ခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးတစ်ခုဟာအသက်50ကျော်60ဝန်းကျင်ရောက်လာတဲ့အခါတရားချားလေးလေ့ကျင့်ဖို့တင့်တော်တဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျာ။ လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေတဲ့အဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစောင့်နေတည်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုကြီးလေးပါ။ပေါင်မြားကြော်ရဲသူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်။